ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေချူစုပါတယ်ညပြ Ruben Amorim ပြောတဲ့ဘီဘောင်နဲ့ပွဲအပီးကအကြောင်းအရာလေးတွေကိုကျွန်တော်တို့သာဆွေးနွေးကြည့်ကြရအောင်ပေါ့နော်ညပြကတော့ဘယ်လိုပြောမလဲညပြတယ်မကဘူးပေါ့နော် Fernandez 2ကိုကျွန်တော်တို့သာ Harry Maguire တို့ကိုဒါ post match interview တွေကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတော့ Amorim ပြောတဲ့နေရာမှာတော့စိတ်ဝင်စားဖို့ကောင်းတာတချို့ပါတယ်ပေါ့လေဆိုတော့ Amorim ပြောတာတွေကိုကျွန်တော်မကြည့်ခင်မှာဒီဘယ်လိုပြောမလဲ Ruben Amorim ကပေါ့နော်1990တခုနှစ် ဒါ Silent Fusion နောက်ပိုင်းမှာဒါဘယ်လိုပြောမလို့ဥရောပကူးဝဲမှာဥရောပရဲ့ပထမဆုံးကူးဝဲမှာရှုံးဝဲမရှိတဲ့ပထမဆုံး Manchester United အဖြစ် Manchester United ရဲ့ manager အဖြစ်မှတ်တမ်းဝင်ခဲ့တယ်ပေါ့ဗျာဆိုတော့မှတ်တမ်းနေစူးစူးဝါးဝါးတွေဖြစ်နေပါတယ်ဆိုတဲ့ຢာဒီမှာဒီပြဖြစ်သူရူပင်အမိုရင်ဒါမှမဟုတ်မှတ်တမ်းကောင်းတင်နေတာတော့ဒါကောင်းတဲ့ຢာလို့ပြောရမှာပေါ့လေကျွန်တော်တို့သိတဲ့တည်းမှာဒီຢာဒီမှာအသင်းကအဆိုးဝါးဆုံးအနေထားမှာတွေ့နေရတာပရီးမီးယားလိမ်မှာဆိုတော့အခုလက်ရှိယူရောပါလိမ်မှာအတိုင်းအတာတစ်ခုတည်းအချိန်နေဟန်နေတယ်ဆိုတော့မဆိုးဘူးပေါ့လေဒါဟာရူပင်အမိုရင်ရဲ့ လှုပ်ဆောင်ချက်တွေလည်းကျွန်တော်အများကြီးပါနေတာကိုဒါကြောင့်မနော်ဘာပဲပြောပြောဒါကတော့မှတ်တမ်းကောင်းပေါ့လေမှတ်တမ်းကောင်းပေါ့ဆိုတော့ဒီ Harry Maguire ရယ်ပြောသွားတယ်ကျွန်တော်တို့ဘောနော်တခြားနားတော်ညာပွဲမပြီးသေးဘူးဘောနော်ပွဲရမပြီးသေးဘူးဘောနော်ဒုတိယကြော့ကျန်သေးတယ်ကျွန်တော်တို့ဒုတိယကြော့ကိုလည်းအပြည့်အဝအယုံဆိုင်သွားဖို့ရှိတယ်ပေါ့ပထမကူလာပေါ့နော်အဲဘာပဲပြောပြပါဘောနော်နာအလိန်ခေါက်လေးလိုရတာလေးကတော့ဘောနော်တခြားဒီမှာကောင်းပါနေပေါ့လိုရတာလေးနော်ကက်စမီရိုရဲ့ကောင်းတဲ့ချက်လေးကောင်းခဲ့လို့ကိုကရခဲ့တာပါဆိုပြီးသူပြောသွားတယ်ဒါပါလားတော့အနည်းပြပြောတဲ့တည်းမှာ ်ဗမာသုံးအနေနဲ့ကရလက်ကတော့ဒီပွဲရလက်ကတကယ်ကောင်းတယ်ပေါ့နော်ဒါပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကဒီရလက်ကိုဘလို့ရလာတယ်လဲဆိုတာကလည်းကောင်းကောင်းကျွန်တော်နားလည်မှာဖြစ်မယ်ပေါ့အစာပိုင်းမှာကျွန်တော်တို့အတင်းတော်တော်လေးကိုယုံကန်ခဲ့ရတယ်ပြိုင်ဘက်အတင်းကတယောက်ထုတ်ပေးခံခဲ့ရတာကပွဲရဲ့အခြေအနေကိုအများကြီးအပြောင်းအလဲဖြစ်သွားစေခဲ့တာပေါ့ပဲပွဲမစူအခြေအနေတစ်ခုကနေတစ်ခုအမြဲတမ်းဆိုသလိုမထင်မှတ်တဲ့အခြေအနေတိုင်းမှာပြောင်းလဲသွားနိုင်ခြင်းရှိတယ်ကျွန်တော်တို့နောက်ထပ်တကူလောက်ထက်ရဖို့အခွင့်အရေးတွေရခဲ့တယ် ဆိုတော့ပွဲရပွဲရမပြီးသေးဘူးပေါ့နော်သူတို့လည်း out ဖို့မှာဒီလိုမျိုးလုံးမပြနိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူးဆိုပြီးတော့ပြောသွားတယ်ကျွန်တော်စိတ်ပူတာအဲ့ဒါပဲကျွန်တော်စိတ်ပူတာအဲ့ဒါပဲကျွန်တော်ပြောညာကဒီကိုတွေကဘီဘာအိုကွင်းမှာတုံးကုန်းတွင်းနိုင်နေသလိုရှိရင်ကိုတွေ out ဖို့မှာဘီဘာအိုတုံးဖို့မတွင်းနိုင်ပါဘူးကွာလို့ပြောလို့မရဘူးဒါတခြားမင်းဟွာဖြစ်တာမဟုတ်နမိတ်ဖက်တာမဟုတ်ထွက်ထွက်လဲပါသေးဖြစ်ပါသေးပါလေကိုအတင်းကစားမတွေကြောင်းမယ်ဒီပွဲရဲ့ပထမပိုင်းတော့ကျွန်တော်ကြည့်ပါလားနော်ဒိုဂူတို့အမားတွေလုတ်တယ် ။ Mini Love တို့လူတွေမှားပေးတယ်။မိနစ်20လောက်အထိတော်တော်တိုင်ပတ်နေတာတော်တော်တိုင်ပတ်နေတာကက်စမဲတို့ဂိုးရပြီးနောက်ပိုင်းမှာအဆင်ပြေသွားတာ။ဒါပေမဲ့လို့ကျွန်တော်ပြောချင်တာကကိုရီသူတို့အိမ်ကွင်းမှာ၃ဂိုးသွင်းနေတယ်ဆိုလို့ရှိရင်အနီးကပ်တွေဘာတွေကြောင့်၃တယောက်တွေဘာတွေအသာစီးရပြီးတော့၃ဂိုးတွေဘာတွေသွင်းနေတယ်ဆိုရင်အာငါတို့တင်းမှာငါတို့ကွင်းမှာတော့အဲ့လိုထပ်မဖြစ်ပါဘူးကွာဆိုတော့ပုံသေးကားချက်ယာနုံပြပြောလို့ရတာဘာမှမရှိဘူးဒီလိုမျိုးဆိုတာမျိုးကထပ်ပါတော့ဘီဘာဘက်ကတွေးကြည့်ရင် okay ငါတို့3စီးနဲ့ရှုံနေထွက်ရမှာပဲပထမကြောင့်ငါတို့ရှုံပြီးသွားပြီ 3เนาะဒီပွဲမှာငါတို့1စီးနဲ့ရှုံနဲ့ထွက်ရမှာပဲ2စီးနဲ့ရှုံနဲ့ထွက်ရမှာပဲ3စီးနဲ့ရှုံနဲ့ထွက်ရမှာပဲဂိုးမရှိသေးကြတဲ့ထွက်ရမှာပဲဆိုတော့ငါတို့ရှင်းတယ်ဂိုးတွေပြန်ပြီးရင်ပြရပါစေဒါမျိုးငါတို့ဒီ desert ice system ဟိဆိုပြီးတော့တွားမယ်ဆိုရင်ကိုရီအနေနဲ့ဒါဥပမာပြောမလို့တိုင်မပတ်နိုင်စရာအကြောင်းပြီးတိုင်ပတ်ကောင်းပတ်မှာပဲအခုကသူများတင်းကမကောင်းရင်တော့မှကိုတင်းကတိုင်ပတ်နေတော့အမြဲတမ်းစိတ်ပူနေရတာကျွန်တော်တို့ကအခြေအနေတွေကဟုတ်တယ်မလားအဲကြောင့်ကျွန်တော်ကတော့ဘောနော်ဟို lion နဲ့ပွဲမှာတော့မှ ကိုအတင်းအိမ်ခွင်းမှာတူးစီးနဲ့နိုင်ပြီးတော့တယောက်လဲအသာစီးရနေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာတူးတူးတွေဖြစ်သွားတယ်ဟေ့24တွေဖြစ်သွားတယ်ဟေ့ဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတာဘလို့မှလက်ခံခြင်းစရာမကောင်းဘူးဒါတွေကလက္ခဏာကောင်းနေမဟုတ်ဘူးပေါ့နော်အဲအဲ့လိုမျိုးတွေကိုကျွန်တော်တို့ကယုံဒီရှောင်ရှားနိုင်မှကျွန်တော်တို့ရမှာဒါအပြင် final နဲ့ကလက်တကမ်းမယ်ကျွန်တော်လူတော့တာလက်တကမ်းမယ်လူတော့တာကစားမတွေတိုင်ပတ်လို့မရပါဘူးတည်တည်ချာချာသူတို့စုံမရမှာပရီးမီးယားလိမှာသူတို့အကုန်တိုင်ပတ်နေတာဒီမှာတော့ကျွန်တော်တိုင်ပတ်လို့မဖြစ်ဘူးပေါ့နော်ဆိုတော့ဒါနီးပြားကတော့အဲ့လိုမျိုးပြောသွားတယ်ပေါ့ဗျာကျွန်တော်ပွဲကမပြီးသေးဘူး အယုံဆိုင်ပြီးတော့ကစားဖို့လိုတယ်ဆိုတာမျိုးပေါ့နော်သူတို့အသင်းလည်းဒါမျိုးလုတ်ပြနိုင်တာပဲဆိုတဲ့ပုံစံမျိုးတွေသူပြောသွားတယ်မှန်ပါတယ်ကျွန်တော်တို့အများကြီးသတိထားဖို့လိုတယ်3 C ဆိုတာမျိုးကရလက်ကပြတ်သားပြီမယ်လို့အဲ့လောက်ကြီးစိတ်ချရတဲ့အနေတိုင်းမျိုးကျွန်တော်ဟုတ်မနေသေးဘူးပေါ့နော်ဒါဒါပြီသူဆက်ပြီးတော့ပြောထားတယ်ဒီပွဲမှာဗောနောအတွေ့အကြုံရှိနေပြီးသားဖြစ်တဲ့ Ugardi တောင်မှဗျာဗောနောနင်းနေစိတ်စိတ်ပူဆိုးရင်စရာတွေဖြစ်နေကြတာကိုကျွန်တော်တွေ့ရတယ်ဗော Patrick Dugu ဆိုလို့ရှင်လည်းပဲကွင်းရဲ့အခြေအနေကြောင့်ကျွန်တော်သာစိတ်လို့ရှာနေတာပဲဗောနော Casemiro တို့ Harry Maguire တို့ Fernandes တို့အာ ဒီလိုကစားမတွေကဒါအကူအညီလုပ်ခဲ့လို့ဒါအဖြစ်ဖြစ်ချင်းအဆင်ပြေသွားတာပေါ့နော်ဟိုဒါကလည်းအမှန်တမ်းပြောရင်ကျွန်တော်တွေ့တွေ့တွေ့နိုင်နေပြသည်လားဥကာရီဆိုလို့ချင်းလည်းပဲကွင်းလယ်မှာဘောလုံးကြီးပြက်တယ်ဘောလုံးပြီးတဲ့ပြီးချက်ဒီပါဝါရီမမှန်ဘူးလီလော့တို့ဆိုလို့ချင်းလည်းပဲမလိုအပ်တဲ့အလုံးကြီးပြက်တယ်ပြီးရင်ကျွန်တော်ပက်ထရစ်ဒူဂူဆိုလို့ချင်းစူးစူးဝါးဝါပဲပက်ထရစ်ဒူဂူတယောက်စူးစူးဝါးဝါအဖြစ်ဆုံးပဲအဲ့လိုမျိုးဆိုတော့ဟိုကျွန်တော်မိနစ်20တိုးတွေမှာကိုရီဘရောက်တီတိုင်ပတ်နေခဲ့တယ်လေဆိုတော့ကောင်းကောင်းတွေးနိုင်နေဗျာ ော်တော်လေးပဲကျွန်တော်စိတ်ပူခဲ့တာကျွန်တော်တို့တော့မှပြောကြသေးတယ်ဗောနော်ဒါကြောင့်ဒီဒီနောက်ပိုင်းကျမှအဆင်ပြေသွားတာနောက်ပိုင်းကျမှအဆင်ပြေသွားတာတို့ကအတွေ့အကြုံရှိတဲ့ Fernandez တို့ Harry Maguire တို့ကျွန်တော်တို့ကကက်စမဲရူတို့ကဒီလိုကြောတော့လေအတင်းတွေအများကြီးအချိန်ကြီးကောင်းသွားပြန်ရောပေါ့လေဒါကျွန်တော်လိုအပ်တာဒါပဲလေဟုတ်တယ်မလားကျွန်တော်အတွေ့အကြုံရှိတဲ့ကစားမားတွေကိုကျွန်တော်တို့အတင်းရဲ့မှာထားထားတယ်ဆိုတော့မျိုးကအလကားမှမဟုတ်တာဒါလိုမျိုးကျွန်တော်အချိန်ကြီးကောင်းတယ်ဆိုတော့လေဝမ်းသာစရာပေါ့ဗျာဆက်ပြီးတော့သူပြောထားတဲ့ Harry Maguire ရဲ့ performance နဲ့ပတ်သက်လို့ဗောနော်အဲ Maguire ကဗောနော်ဘယ်လိုပြောမလဲ တခါရေးမင်းဒီဒီဒီဘေးရတကယ်တော်တဲ့တောင်မှန်ကစားမနော်ပေါ့သူနောက်တာပေါ့ဗျာအဲတခါလေးကျွန်တော်တို့ဘုရားမှာပေါ့နော်မထင်မှတ်တာတွေကြုံတွေ့ရတဲ့တဲ့အဲဒီမကွမ်းရလည်းပဲဒီလိုအချင်းကြီးမရောက်ခင်မှာဖြတ်တန်းတဲ့ကာလာတွေကိုသူအများကြီးကြော်ဖြတ်ခဲ့ရတာပေါ့နော်ဆိုတော့ဒီသူတို့လုံစမြကအသင်းကောင်းမှုတွေ့ကြီးပဲဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီညရဲ့ရလက်ကိုတော်တော်တင်မှာတော့ခန်းစားရင်ပါလို့မတက်နိုင်ဘူးပေါ့ဗျာဒါဟယ်ဒီမကွမ်းရအနေနဲ့တာဝန်ကြီးပါတယ်တာဝန်ကြီးတာထက်ကူပိုတယ်တာဝန်ကြီးတာထက်ကူပိုတယ်ပေါ့နော်ကိုနဲ့မဆိုင်တာတွေပါလှုပ်ပြသွားတာ ဘာပဲပြောသူ့ရဲ့အာထုံမှုကနေပြီးတော့ဂူးရပြီးတော့ကိုယ့်ဘက်မှာအရာရာကရောက်လာတာဆိုတော့မကွမ်းရရဲ့ကျွန်တော်တို့ညိုးပတ်မှုတွေကိုလည်းကျွန်တော်မေးလို့မရဘူးပေါ့နော်။ဒါအပြင်သူကဒုတိယကြောင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြောထားသေးတာကဒုတိယကြောင်းကပေါ့နော်။အဲတေဂျာရာကတော့ကျွန်တော်တို့လက်ရှိ၃ခုကိုမရှိနဲ့နိုင်ထားတယ်ဆိုတော့ဒါအသာစီးရထားတယ်ဆိုတာမှန်နေပေါ့။အဲကျွန်တော်တို့မှလည်းအိမ်ဝင်ပြိတ္တတွေကျွန်တော်တို့ရှိမယ်။ဒါပေမဲ့လို့ပေါ့နော်ပွဲရဲ့အချိန်ကြီးကအဲ့ဒီအတိုးတွေမှာဒါအပြောင်းလဲဖြစ်သွားနိုင်တယ်ပေါ့။ ပွဲတစ်ပွဲမှာဘာမစိုးဖြစ်နိုင်စွမ်းရှိတယ်။ဆိုတော့ကျွန်တော်တို့ weekend မှာကစားမဲ့ Brandfoot နဲ့ပွဲမှာတော့ကိုတင်းရဲ့ကစားမားတွေကိုတကယ်ဂယူးဆိုင်ပြီးတော့ဂိုင်တွင်နိုင်မှုကျွန်တော်လိုတယ်။နောက်ဆိုတော့ Mazda V ကလည်းတော်တော်ကြီးကိုပင်ပန်းနေပြီးတော့ Patrick Du ကိုဆိုလို့ရှိရင်လည်းတော်တော်ကိုတိုင်ပတ်နေပြီပေါ့နော်။ကျွန်တော်ကစားမားတွေကိုတည်တည်ကြာကြာလေးပေါ့နော်။မိနစ်ကစားတဲ့အချိန်ကို manage လုပ်မှရမယ်ဆိုပြီးတော့သူပြောသွားတယ်။ကျွန်တော်ကျွန်တော်ပြောတာအဲ့ဒါပဲပေါ့နော်။ကျွန်တော်တို့ပရိသတ်တွေစိတ်ပူကြတာလည်းအဲ့ဒါပဲ။အရာအလုံးကကျွန်တော်တို့ရဲ့ squad up ကအရင်ကြီးအဆင်ပြေမနေသေးတဲ့အခြေအနေမျိုးမှာ ကြားထဲမှာတိတ်ပြီးတော့ကို့အတွက်အများကြီးအပြောင်းအလဲဖြစ်နိုင်စွမရှိတော့မဲ့ကွဲလေးတွေကိုကျွန်တော်တို့က manage တေချာလုပ်ဖို့လိုတာလက်ရှိကျွန်တော်တို့ weekend မှာဆိုရင် brand phone နဲ့ကျွန်တော်ကစားရမယ်ပြဿနာမရှိဘူးပြသည်လားเนาะကျွန်တော်တို့ဒီတက်တော့ပုံမစိုးနိုင်တော့ဘူး premier league မှာကဒါပေမဲ့လို့ဘာလို့ europa league ကတော့ငါတို့ final ကိုတက်မှရမယ် final တက်ရင်ဘူဆွေးမကိုရမယ်ဆိုတော့ကျွန်တော်တို့အပြည့်အဝအားထုတ်တင်တာဒီဆိုတော့ europa league ဒုတိယကြော်ပဲကြားထဲမှာ brand phone နဲ့ပွဲတင်ဘလို့ပဲတိုင်ပတ်နေတယ်ပြောပြော အဲ့ပွဲတွဲတွေမှာကျွန်တော်တို့တိုင်ပန်ကောင်းအဒီเนาะကျွန်တော်တို့ဆူညံကောင်းဆူညံနိုင်တယ်ဒါရဲ့နားလေပြလို့ရတဲ့အခြေအနေမျိုးတွေဒါကြောင့်နီးပြအမ်မိုရီအနေနဲ့ဘရန်ဖုန်ရဲ့ပွဲစဉ်ပွဲထွက်လူစင်ကိုလူထုတ်တဲ့နေရာမှာအနည်းဆုံးလူငယ်တွေ၄ယောက်လောက်ပါဖို့ကိုကျွန်တော်မျှော်လင့်တယ်တကယ်ပါမာဇရာဝီကကစားလို့မရအောင်မာဇရာဝီကိုပေးမကစားသင့်တော့ဘူးဒုတိယကြောတဲ့ကျွန်တော်လုံးဝချန်ထားသင့်ပြီထိလို့မရမထိသင့်တော့ဘူးပက်ထရစ်ဒူကူကတိုင်ပတ်နေတယ်ဆိုတော့လူရှော့လည်းရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲဟယ်ရီအာမက်စ်တို့လည်းရှိတဲ့အချိန်မှာဒူကူဒီလုံးဝအနားပေးလိုက်သင့်နေပြီ Fernandez ကိုလည်းတက်နိုင်တယ်မှာမပါစီခြင်းတော့ဘူးမှန်တမ်းပြောရင်မပါစီခြင်းတော့ဘူးဆင်เนาะ Fernandez ဆာ imminent ရေးကြီးပါတယ်ဆိုတော့ brand phone နဲ့ပွဲစဉ်မှာကျွန်တော်ထည့်ကစားပြီးတော့ကျွန်တော်မကြိုးမန်းတဲ့တော့ Mason Mount တို့ပါတို့ကိုပဲကျွန်တော်3ရင်3 Ericsson တို့3ရင်3ပြဿနာမရှိဘူး Fernandez ကတော့လုံးဝကိုခြံထားပြီးတော့အနာပေးရမှာဖြစ်မှာ Resma White နဲ့လည်းပဲဒီလိုပါပဲသူပွဲတွေကစားထားတာနှစ်ပွဲဆက်တိုက်ရှိသွားပြီးမိနစ်အပြည့်တော်လေးပင်ပန်းနေမှာပါเนาะဒီပြီးလို့ရှိရင်လည်းပဲဒါတရက်တောင်မှကြာနှစ်ရက်တောင်မှကြာတဲ့ပွဲဆိုတဲ့ခါကျတော့အတင်းတွက် ကစားမတွေဟာတပွဲနဲ့တပွဲကြောင်းမှနီးစပ်နေတယ်။နီးပြားဖြစ်သူအနေနဲ့ injury ပြဿနာတွေကြုံနေရတဲ့တချို့လည်းရှိတယ်ဆိုတော့တည်တည်ကြာကြာစီမံနေမှုတွေသူကြိုးပမ်းနေတာပဲ။ဆိုတော့ဒါကတော့နီးပြားဖြစ်သူရူပင်အမူရင်ပြောထားတဲ့အကြောင်းအရာတချို့ပေါ့လေ။ညီကလေးနေနေရောဘလူမင်းညလည်းဒုတိယကြောင်းမှအမူရင်ပြောသလိုဘာမှဆိုဖြစ်နေစွမ်းရှိသေးတယ်ဆိုတော့အများကြီးသတိထားပြီးတော့ကစားတင်နေတယ်ကျွန်တော်ထင်ကြလား။ weekend မှာကစားမဲ့ပွဲမှာအတင်းရဲ့ကစားမတွေကိုဘယ်လောက်ထိအပြောင်းအလဲလုပ်သင့်တယ်ထင်ကြလား။ကျွန်ရကြပါအားလုံးကိုကျေးဇူးများကြပါတယ်။